ဗလိနေတဲ့လူတွေကမှခေါင်းတကြီးကကိုပဲဖြစ်ချင်တာဒီလားကိုကိုကိုဥဆုံးဗလိနာကိုနောက်ကနေလိုက်ခဲ့ထမင်းမစားလို့ဗလိကြတယ်ပေါ့နော်ဒါပေမဲ့ထမင်းရမ်းစားတဲ့ကောင်မလေးကိုကြတော့ဟာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဗလိနော်ငါတို့ကထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးဦးဒါပေမဲ့တရက်လောက်ထမင်းမစားဖြစ်ရင်အဲ့ဒီနေရာဆရာကြီးပဲကိုကိုကိုအင်းငါအရင်ဒါရက်လုံနိုင်တယ်မင်းကလေးဆိုပြီးတော့ အရင်ကကုန်းနေယူလိုက်စားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲ့တော့ခန္ဓာကိုယ်အလှချင်းအလှပကိုကြည့်ချင်တဲ့လူတွေတမင်းမစားရကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုယ်ဘလို့အနေနဲ့စားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမတို့ကြည့်အင်းမိဘတွေကမဆုံးမလို့ပြိုးကနေပြက်ကနေပြက်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 နဲ့စားတယ်ဆိုပြီးပြောကြတာလည်းမဟုတ်ဘူးပုံအရင်ကောင်းနေအင်းဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေကိုဟိုအဲ့လိုညီခံနေမဲ့တည်ရခါကျတော့လေကောင်မလေးက ကားမပြောတတ်ဘူးလို့ထင်ပါရှိုးလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်။ယောက်ျားစားလက်နဲ့နှိုက်လိုက်တာနော်။ပြီးတော့ဒယ်လက်နဲ့စားတာမဟုတ်ဘူးနော်။ဖုန်းကို brand နဲ့ရိုက်တာမို့လို့။ဟိုပါလက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာ။လက်ကလည်းရမ်းအနက်အနက်ဆိုရင်ရင်မွေးဆိုရင်တနအိတွင်းပြောက်သွားတယ်။အဲ့လိုတမင်းနေပိုင်းများဟင်းနေပိုင်းနဲ့နယ်ဖက်လိုက်နှစ်ရက်အေးအဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာကွယ်ကိုယ်တမီးစားခဲ့ရရပါဘူးပေါ့မင်းသားကလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတသက်လုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ blacklist